အားလုံးပဲမင်္ဂလာပါဒီနေ့တိုင်းရွှေစည်းအတက်ကြက6ကြိမ်တီးတီးရှိပါတယ်။ညနေမှာတော့150အတက်နဲ့ဈေးပိတ်သွားပါပြီ။ဒီနေ့ကစနေနေ့3လပိုင်း2025ခုနေ့ညနေပိုင်းတိုင်းရွှေစည်းကတော့150တက်ပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲစည်းဆိုင်ကရောင်းနေစည်းက4600နဲ့မှာ900ဆိုင်ကလည်းခံနေစည်းက4600နဲ့မှ600လက်ဝယ်ရနာဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေစည်းက4800နဲ့မှ900ဆိုင်ကလည်းခံနေစည်းက4568.3နဲ့ပေါင်စည်းရှိပါတယ် ကဘာရွှေတောင်စားကိုဒေါ်လာ2920တင်ထိုင်းရွှေဈေးကိုတက်ထားပါတယ်ဒေါ်လာကိုထိုင်းမှန်ငွေ33.83ညနဲ့ထိုင်းရွှေဈေးကိုတက်ထားပါတယ်96.500ခန့်ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်ကအပီစီထိုင်းရွှေခဲတစ်ပတ်သားကို4600 900နဲ့ပေါက်ဈေးရှိနေပါတယ်ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြတ်မပြတ်ပဲ 4600နှုန်းနဲ့ပြန်ပြီးတော့လက်ခံပါပါ။ကိုရန်တိုင်းလက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစီနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ ော်ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခင်းလုံးဖြတ်ပြီးတဲ့ပြင်ကို4000 3000ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေဈေးကတော့လက်ရှိမှာလည်းအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုတော့မယ်ဆိုရင်အခဲကိုဝယ်ဆုတာပို့ပြီးတော့ကောင်းပါတယ်။လက်ဝယ်ရနာနဲ့စားလို့ရှိရင်ထိုင်းရွှေအခဲကလက်ခဈေးအများကြီးတက်တာမှာဖြစ်ပါတယ်။ပြန်ရောက်တဲ့အခါမှာလည်း900ခင်းလုံးပြန်မဖြတ်ပဲဆိုင်ကပြန်ပြီးတော့လက်ခံပါပါ။လဝိညာဏကတော့ပြန်ရောက်တဲ့အခါမှာလေဆိုင်က900ခန်းလုံးဖြတ်အောင်မှဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါ